ဒဝဲမြို့နယ်မြေခံပေါ်ရွာသူဒေါ်မီတယောက်ဈေးတယ်ဆိုင်ကယ်ကိုညှော်နေရတာဒဲတဆက်ဆန့်ဖြစ်နေပါပြီ။ဒီလိုညှော်နေရတာကစားတော့စရာတွေဝယ်ချမ်းဖို့ထက်လက်ရှိဖြစ်ပျက်နေတဲ့တရင်အကြောင်းအရာတွေကိုဈေးတယ်ကဖောက်တယ်ချသလောက်နားထောင်ဖို့အတွက်ပါ။ဖုန်းလိုက်နဲ့အင်တာနက်ဖြတ်တောက်ခံနေရတာကာလရှိကြနေပြီဖြစ်တဲ့ဒေါ်မီတို့ရွာသူရွာသားအများစုကမျက်လုံးအုပ်ပြီးနားပိတ်ခံထားရလို့ ရွာစဉ်တလျှောက်ဆိုင်ကယ်နဲ့လှည့်ပတ်ရောင်းချတဲ့ဈေးတယ်စီကပဲတရင်တွေကိုပြန်ချနေရတာလို့ဆိုပါရယ်။တရင်ကိုအများအဖြစ်ဈေးတယ်စီကပဲရတာများတယ်။ဈေးဆိုင်ကယ်တွေစီကပေါ့။အဖွဲဈေးတွေနဲ့အဆက်အသွယ်မရှိတဲ့ရွာသားတွေပေါ့နော်။တရင်ကိုဈေးတယ်ပြောမှသိတာများတယ်။အဖွဲဈေးတွေကတရင်အချက်လက်ကိုတော့ပုံမှန်ရွာသားတွေမသိတာအများတယ်။ဒေါ်မေပြောတဲ့အဖွဲအစည်းဆိုတာကတော်လိုက်ရေးတက်တွေနဲ့နီးစပ်တဲ့ရွာသားတွေကပဲ နေ့စဉ်နဲ့မျှဖြစ်ပျက်နေတဲ့သတင်းအချက်အလက်တွေကိုတိခွင့်ရတာလို့ဆိုပါရယ်။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းတနင်္လာရီတိုင်းထဲတော်လိုက်အားကောင်းတဲ့ဒေတာတွေမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုစရုပ်စုက ဖြတ်တောက်ထားတာပါ။တဝဲမြို့နယ်ပြင်တနင်္လာရီလိုမြို့နယ်တွေထဲကကြေးရွာအများပြားကိုလည်းဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပါရယ်။တနင်္လာရီမြို့နယ်တွေကတော်လိုက်အားကောင်းတဲ့ဒေတာတွေမှာကြေးရွာပေါင်း40ကျော်အင်တာနက်ဖြတ်တောက်ခံထားရတာနှစ်ချီကြာနေပြီဖြစ်ပါရယ်။ ဒီလိုအခြေအနေမျိုးမှာမှန်ကန်တဲ့သတင်းချက်လက်တွေပျောက်ကွယ်သွားပြီးပြည်သူတွေဝေဝါးသွားစေနိုင်တဲ့သတင်းမှားတွေဝါရဖြန့်သတင်းစကားတွေအလွဲတကူပြန့်နှံ့သွားလိမ့်ရှိရဲ့လို့ကျွမ်းကျင်သူတွေကထောက်ပြကြပါဗျ။အစိုးဆုံးကတော့သတင်းမရတဲ့အတွက်ဒေသတွေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုမသိတလို့စစ်တောင်းလာမဲ့သတင်းတွေကိုလည်းမရတဲ့အတွက်အသက်အန္တရာယ်ကျရောက်နိုင်တဲ့အခြေအနေထိရင်ဆိုင်နေကြရတာပါ။တနင်္သာရီမြို့နယ်တကူကျေးရွာအုပ်စုကဥမောင်ဖြူကလည်းဒေသတွင်းဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို သတင်းအမှားတွေမတိချမတိကြတဲ့သတင်းတွေကိုပဲတဆင့်စကားနဲ့အငြင်းရန်ကြားသိနေရတယ်လို့ပြောပါဗျ။ပြောနေတဲ့သတင်းတွေကအများမျိုးပြောနေတွေ့နေတဲ့အများမျိုးထက်ပေါ့ကခနေဆက်ရခွန်လန်းလာတော့ကိုအမေမရှိအောင်ပြင်းနေမှာ။ဒါနဲ့တော့ဘာပြောရလဲနဲ့ဘာပြောဆိုကိုတကယ်ဘုံဒီနာပဲလား။ဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့ကြေးရွာတချို့မှာတော့ Starlink လို့ခေါ်တဲ့ဂျိုဒူအင်တာနက်ဆက်သွယ်ရေးရှိနေတဲ့အတွက်လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသိရှိနေတဲ့သူတွေရှိပါတယ် ါပေမဲ့ Starlink သုံးဆွဲခွင့်ကလည်းကန့်အသတ်ရှိနေတဲ့အတွက်လူတိုင်းသုံးဆွဲခွင့်မရဘူးလို့တနင်္သာရီမြို့နယ်လမိုင်းကော့ရွာကဒဝီကပြောပါတယ်။ Starlink ရဲ့နေရာကိုလိုက်လီလော့ပင်ခေါ်ကြောဆိုတော့လိုက်ပေါ်မှာတင်ဟောင်းခေါ်ကြောဆိုတော့အဲ့ဒါမှဟောင်းတတိယဌာနတွေရောပြို့တယ်ဆိုဟိုပျက်ကြောရောဟောင်းဒီကိုရွာမှာဖြေနေတဲ့တော်လည်းကြီးအဖွေပချဲအားလည်းနည်းနည်းပေါ်ပေါ်ပြို့မိစော့ကြီးတီရောဆိုတဲ့တချို့တချို့တူလီတော့တီရောဟော ဒီလိုအခြေအနေတွေမှာတိုင်းတွင်းဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုပြည်သူတွေသိရှိနေစေဖို့လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။အင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသနေပြည်သူတွေသတင်းအချက်အလက်သိပိုင်ခွင့်အတွက်မီဒီယာကထုတ်ဝေတဲ့ channel တွေတော်လိုင်းရေးစာဆောင်တွေကိုမြေပြင်အရောက်ဖြန့်ဝေနေကြတာပါ။တနင်္လာနေ့ညနေထဲကအင်တာနက်ဖြတ်တောက်ခံရတဲ့ကြေးရွာ40ကျော်ထဲက23ရွာမှာတလကို2ကြိမ်တနင်္လာရီကြာနဲ့ဖြန့်ဝင်နေတဲ့သူတွေလည်းရှိလာပါဗျ။ ဒါကလည်းလွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။တောတောင်တွေကိုဖြတ်တန်းရင်းကျန်းတန်းလာတဲ့လမ်းတွေပေါ်ဆိုင်ကယ်ကိုစီနဲ့ရွာစဉ်တစ်လျှောက်မှာရှိတဲ့ပြည်သူတွေလက်ဝဲအရောက်စားဆောင်တွေဖြန့်နေကြတာပါ။ဆရာနာရှင်တက်ပိတ်ဆို့ကန့်တတ်မှုတွေကြောင့်ဂျာနယ်ထုတ်ဝေဖို့စက်ကူဝေရခတ်တာလျှက်စစ်ပြီးဖြတ်တောက်ခံနိုင်ရတာလမ်းမှန်းဆက်သွယ်ရေးခက်ခဲတာဒေသခံတွေရဲ့ယုံကြည်မှုအနေထားကအထူးစိန်ခေါ်မှုဖြစ်နေတယ်လို့တနင်္သာရီမြို့နယ်ထဲကကြေးရွာအချို့ကို ချာနယ်ဖြန့်ဝေနေတဲ့သူတို့ကပြောပါတယ်ကျွန်တော်တို့ချာနယ်ဖြန့်ဖြစ်အချင်းနေရာကျတော့ကျွန်တော်တို့အာ line တွေကလည်းမရတဲ့အချိန်အဲပြီးရဟိုတတိအမှားတွေရတဲ့ပြန်နှနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အာတိကျတဲ့ media တခုကနေပြီးရဆိုတာတတိအချိန်လေးမှန်မှန်ကန်ကန်ရအောင်ဆိုရရည်ရွယ်ချက်နဲ့ကျွန်တော်တို့အာ channel တွေဖြောင်းဝေးအချင်းဖြစ်ပါတယ်ခင်ဗျာဒါကြတဲ့ဖြောင်းဝေးရဲ့နေရာမှာအဓိကစိတ်ခုမှုလေးဆိုတဲ့ဟာကကြတော့ကျွန်တော်တို့ MNA နေထားရဟို channel တွေကိုတရှိရဲ့နေအနေထားလေးမရှိဘူးအပြင်တည်င်းတည်င်းအမှားလေးကိုယုံကြည်နေရတဲ့အခြေအနေတွေကစိတ်ခုမှုကြီးပြောရမှာပါရေဗျူနဲ့ဒဝယ်မြို့နယ်ထဲကကြေးရွာတချို့မှာလဲ ိမန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကော်မတီတနင်္သာရီကစာစဉ်တွေဖြန့်ဝေနေတာရှိပါတယ်။သတင်းအချက်လက်ကပြည်သူတွေရဲ့စာစဉ်တွေဖြန့်ဝေတာအပြင်ပြည်သူတွေသတင်းအချက်လက်ကိုအကျိုးရှိရှိအသုံးချနိုင်အောင်လည်းလှုပ်ဆောင်နေတယ်လို့ဂိမန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီတနင်္သာရီတာဝန်ခံကိုဝနကပြောပါရယ်။နော်ဟိုကျတို့စာစဉ်ဖြန့်ဝေတဲ့နေမြေစီဟိုအခြေခံစာတမ်းမှုအပြင်ကျတို့ ဟိုအောင်းနေတဲ့နေရာကြီးလို့ပြောရမှာပေါ့နော်ဒီတော့ဟိုစာစင်ကိုဖျားလိုက်ချိန်မှာကျွန်တော်တို့ကဒီစာစင်ကိုဟိုလက်ထမ်းရောက်အောင်ပြည်ပြီးမှမဟုတ်ပဲနဲ့ဒီစာစင်ထမ်းမှာပါတဲ့ကြောက်ရွံ့တွေကိုကျွန်တော်ဟိုပြောဆိုဆွေးနွေးရတဲ့အပိုင်းတွေလည်းအများကြီးရှိပဲဗျာဟိုဒီတော့ကျွန်တော်ဟိုဒီပြည်သူတွေရဲ့တင်းချက်လက်ရရှိဖို့အတွက်ဒီဂျိုးမန်းနေတဲ့ဟာတွေကတော့ကျွန်တော်ဟိုအများကြီးတွေ့ရတာပေါ့နော်သူတို့အနေနဲ့ဒီဟိုဟိုတင်းမီဒီယာတွေကနေလာတဲ့ဒီအသံကလာတဲ့ဟာတွေကိုကျွန်တော်ဟိုနောက်ထပ်တဲ့ဟာတွေကိုကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်ပြိပခပြင်းထန်တဲ့ဒေတာကပြည်သူတွေအနေနဲ့ ဖြစ်ပွားပြီးခဲ့တဲ့တဲ့အချက်လက်တွေပြင်လက်တလောဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်းတော်လိုင်းရေးတက်တွေစီကနေရရှိနေတယ်လို့ပြည်သူအချင်းချင်းလဲဝေမျှလေးရှိပါတယ်။ဆရာနာရှင်တက်စစ်တောင်းထိုးလာတာတိုက်ပွဲ ဖြစ်တာအပဝင်လက်တလောအကြောင်းအရာတွေကိုအမြဲတမ်းနားဆွင့်နေရလေးရှိပါတယ်။အင်တာနက်ဖုန်းလိုင်းထက်တော့ခံနိုင်ရတဲ့ဒေသတွေကဆရာနာရှင်တက်စစ်တောင်းထိုးလာပြီးခက်ဆစိတ်ရှိနေတဲ့အတွက်ရလာတဲ့အချက်လက်ပေါ်အခြေခံပြီး ထွက်ပြေးတိမ်းရှောင်ဖို့ကြိုတင်စီမံရလေးရှိတာပါဆရာနာရှင်တက်စစ်ကြောင်းဝင်လာတဲ့ချိန်တွေ့တဲ့ရွာသားတွေကိုဖမ်းဆီးတာရိုင်းနှက်နှိပ်စက်တာနဲ့တပ်ဖြတ်တာတွေရှိနေတဲ့အတွက်ဒေသခံတွေကစစ်ကြောင်းမဝင်လာခင် ထွက်ပြေးတိမ်းရှောင်ကြလေးရှိပါတယ်ဒါကြောင့်မို့လက်တလောဖြစ်ပြက်နေတဲ့တည်င်းချက်လက်ကအသက်တမျှအရေးကြီးတယ်လို့တဝဲအရှိတော်ဒေသမှာနေတဲ့အမျိုးသားတို့ကပြောပါတယ်အဲ့မဘူးနေတော့တချက်လက် အဲစီစဉ်မှုမရပါကဟေ့မသိရတော့ဒီမော်လိုက်ရောင်းနေရောပါဟာနော်ဟာနော်ယူလိုက်လို့သာကျဲတကယ်တော့ကျောင်းတို့ကကောင်းမမျိုးဒါပေမဲ့ယောပြုတ်ကပြုတ်ကနော်ဟောယူယောကတော့ယောကတော့နောက်ဆုံးပြီပဲမသိရတာကဒီ follow လေးနေတော့ဟဲ့ဒီလိုချင်းဒီမှာဒဝဲမြို့နယ်မြေခန့်ပေါ်ရွာကဒုံမီကတော့ရွာထဲရောက်လာမဲ့ဈေးတွေကိုပဲညှော်ရင်းထွက်ပြေးရနိုင်ချေရှိမရှိ ဆုံးဖြတ်နေရတယ်လို့ပြောပါတယ် လိုင်းမော်တည်င်းတွေကလည်းဘာမှယုံရတာမဟုတ်ဈေးတဲ့ရွာရောက်ရင်ဒီနေ့အတွက်စိတ်ချရတယ်ဈေးတဲ့မရောက်ရင်တော့နည်းနည်းစိတ်ပူရတယ်လက်ရှိမှာတော့တော်လိုင်းရဲ့အချိန်မြင့်လာတာနဲ့အတူဆရာနာရှင်တက်ကအင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ပြီးနားပိတ်မျက်စိပိတ်တာတွေတိုးမြင့်လှုပ်ဆောင်နေပါတယ်တည်င်းအချက်လက်ပိတ်ဆို့ခံဒေသကပြည်သူတွေအတွက်တည်င်းစားသုံးခွင့်ရဖို့ဒေသတွင်းကလူငယ်တွေစူးစမ်းနေကြပြီမဲ့အကန့်အသတ်များစွာနဲ့ရင်ဆိုင်နေကြရစေပါ ီဒေတာတွေကိုသတင်းတွေရောက်ဖို့အကူအညီတွေလည်းအများကြီးလိုအပ်နေပါတယ်။ဒီလိုအခြေအနေတွေမှာပြည်သူတွေကလည်းသတင်းအချက်အလက်တွေကိုရနိုင်သမျှနည်းလမ်းနဲ့ရယူပြီးနားပွင့်မျက်လုံးဖွင့်ဖို့စူးစမ်းနေကြပါတယ်။